ြောကိုကိုရန်နဲ့ single mother တယောက်ဖြစ်တဲ့အတွက်ကြောင့်မိသားစုရဲ့စာဝတ်နေရရတော့ဒီချိန်မှာလောက်တခုတည်းနဲ့တော့ဆင်မပြေနေဘူးပေါ့နော်။ဆိုတော့ပုံစံလုံးတွေကလည်းတနေ့တနေ့ပို့ပို့ပြီးမြင်လာတယ်။နောက်ပြီးတော့ဟာပေါ့ဒီတယောက်နဲ့တယောက်မိသားစုတစ်ခုမှာတယောက်တည်းရဲ့လှုပ်ရှားကိုလည်းဘေးလူတွေကတော့ဝိုင်းပြီးထိုင်စားလို့မရတော့ဘူး။ကိုပိုင်လှုပ်လေးတွေအိမ်တွင်းစီးပွားလေးတွေအဲ့လိုမျိုးလေးနဲ့ရက်တီမှာပဲရတော့မယ်အနေထားမျိုးဆိုတော့အာစူးစမ်းကြည့်ရအောင်တဲ့ကလန်းပေါ့နော်။ခြေလန်းတော့တခုပါ။ ာလဲခွာကြတော့မှားရတာလဲတိတ်ပြီးတော့ဆင်မပြေတာရရှိရောကျွန်တော်ကကြိုပြီးအောင်းလာရတယ်ကြိုပြီးအောင်းလာတာကတော့ပစ္စည်းပစ္စည်းတွေအကုန်လုံးနောက်ပြီးတော့ဝန်ထမ်းလေးတွေပေါ့နော်နေရလာတဲ့ဝန်ထမ်းလေးတွေအားလုံးကြလို့ရှင်တော့ဘာလို့ဆိုင်ရဲ့ငါးပါးဆိုင်ပစ္စည်းလေးတွေပါလို့ကျွန်တော်ခုချိန်မှာတစ်ထောင်ဝန်းကျင်လောက်မြင်ရလို့ရှင်ဘယ်ဟာမှတို့ကကတော့မမှမဖြစ်ဘူးပေါ့မာရဟုတ်အားရ အတော့သူတို့လိုအပ်ချက်ကလေးတွေကိုကိုကအမေတယောက်အနေနဲ့ကျတော့ PAC ပေးချင်တယ်။နောက်ပြီးသူတို့ရဲ့ပညာရေးရှိရပေါ့နော်။ပညာရေးကျမ်းမာရေး။နောက်ပြီးသူတို့ရဲ့လိုအပ်ချက်ကလေးတွေပေါ့နော်။အဲ့ဒါလေးကတော့မျိုးစုံကောတော့ဘတ်ပေါင်းစုံကနေတော့အမေတယောက်တည်းကဖေရောမေရောဟိုနှစ်ယောက်စလုံးရဲ့တာဝန်ကိုပြည့်အောင်ပေါ့နော်။လုံလောက်အောင်တော့ထမ်းပေးထားရတာ။တာကြီးလေးက16နှစ်ရောက်ပြီးမှတာငယ်လေးက9နှစ်ပါ။လာပါမှာအာဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့ လို့လောက်ဖို့စီစဉ်လေးရှိနေတာကြာပြီပေါ့နော်အခုတော့အကောင့်အကောင့်တွေနည်းနည်းပေါ်ဖြစ်သွားတယ်အဲငလင်းလောက်ပြီးနောက်ပိုင်းမှာအဲစိတ်ထဲမှာပေါ်လာလို့ရှင်ချက်ချင်းလောက်ဖြစ်တယ်စားချင်ချက်ချင်းစားတယ်သွားချင်ချက်ချင်းသွားတယ်လုပ်ချင်တဲ့ချက်ချင်းလုပ်လိုက်တယ်ပေါ့နော်ဒါကတော့ဒီစားတော့ကုန်လုပ်ငန်းလေးကို sorry ကလည်းဝါသနာလည်းပါတယ်နောက်ပြီးတော့ online မှာလည်းဒီလိုမျိုးဟိုစားတော့ကုန်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဟိုချက်ပြုတ်ပြီးရောင်းမှုတဲ့ခါကျတော့လေလောက်ဖြစ်သွားတယ်ပေါ့နော်ဟုတ် အာကိုကိုရိုင်းမောနော်ဟိုချက်တာမျိုးမဟုတ်ပဲမဲ့ကိုရဲ့အဓိကဒီအစားသောက်ကုံပေါ်မှာချက်ပြုတ်တဲ့အမားတွေကိုလည်းတိုင်ပင်ပြီးတော့အကောင်းဆုံးဖြစ်အောင်တော့အဲဖန်ပြီးပေးထားတယ်ပေါ့နော်နောက်ပြီးတော့ဒီကွစ်တီယိုမှာဆိုလို့ရှိရင်လဲအော်ချကွစ်တီယိုမှာကွစ်တီယိုပေါင်းစုစုပေါင်း23မျိုးပေါ့အဲလုံးဝကွစ်တီယိုချစ်သူတွေအတွက်ထူးရှယ်ပေါ့အဲ့လိုလေးလုပ်ပေးထားတယ်ဒီမှာတော့ဘယ်လိုပြောဟိုနောက်ပြီးတော့ချက်ပေါင်းစီချက်ပါမယ်နောက်ပြီးတော့ဘယ်ပေါင်းစီချက်ချက်ဥစားပေါ့ဝတ်သားအဝတ်နိုင်ရုံပေါင်းစီချက်ပေါ့နော်အဲ့လိုမျိုးတွေပါမယ်ပေါ့ တုံမျိုးမှာဟုတ်ဟုတ်သွားအဲ့လိုမျိုးပေါ့နော်တုံရန်ကွစ်တီကိုလည်းရှိမယ်မှာ တုံရန်ကွစ်တီကိုရှိမယ်ပြင်ကွစ်တီကိုအေးအတော့ပေါ့နော်ပြောလို့ရင်စက်တာကမှဆိုလို့ရှိရင်လည်းချက်ပေါင်းပါမယ်ချက်ပေါင်းမှာအဲ့လိုမျိုးချက်ပေါင်းအောင်ပွဲကြည့်ပေါ့ချိုးချောတပွဲနဲ့မလောက်ဘူးအဲ့လိုပွဲကြည့်ပေါ့တပွဲကိုဒီမှာဆိုလို့ရှိရင်ပုံမှန်၄တောင်ပေါ့နော်ပုံမှန်ပွဲလေးဆို၄တောင်ချက်ပေါင်းဆိုလို့ရှိရင်6500လုံးဝပွဲကြည့်ရှယ်ပွဲကြည့်ဆိုလို့ရှိရင်တပေါင်းပေါ့နော်ဟုတ်ဟုတ်အဲပြောမလို့ကြာဖျားပေးတဲ့စုလို့ပဲပြောရမှာပေါ့နော်အဲဒီဆိုင်လေးစပြီးတော့အဆအဆုံး အစလည်းဆုံးဖြစ်ဖို့တလားကြော်တော့တော့အချိန်ယူလိုက်ရတယ်။ဒါပေမဲ့ဖက်ဖက်ကလည်းအလိုပံ့ပိုးပေးတဲ့သူတွေ၊ကူညီပေးတဲ့သူတွေ၊နောက်ပြီးတော့လိုမျိုးကိုယ့်ရဲ့ဒီအလုပ်ပေါ်မှာပါမီဖြစ်ပေးတဲ့သူတွေလည်းအများကြီးရှိရတော့ကြောင်လှုပ်ဖြစ်သွားတာပါ။အဲဒီချိန်မှာကျတော့လေပြောကိုကိုရန်နဲ့ single mother တယောက်ဖြစ်တဲ့အတွက်ကြောင့်မိသားစုရဲ့စာဝတ်နေရရတော့ဒီချိန်မှာလှုပ်တစ်ခုလည်းနဲ့တော့ဆင်မပြေနေဘူးပေါ့နော်။ဟိုဆိုကုန်စင်းလုံးတွေကလည်းတင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 ်းပို့ပို့ပြီးမြင်လာတယ်။နောက်ပြီးတော့ဟွာပေါ့ဒီ ယောက်နဲ့တယောက်မိသားစုတစ်ခုမှာတယောက်တည်းရဲ့လှုပ်ရှားကိုလည်းဘေးလူတွေကတော့ဝိုင်းပြီးထိုင်စားလို့မရတော့ဘူးကိုပိုင်အလုပ်လေးတွေအိမ်တွင်းစီးပွားလေးတွေအဲ့လိုမျိုးလေးနဲ့ရက်တီမှာပဲရတော့မယ်အနေထားမျိုးဆိုတော့ဒါစူးစမ်းကြည့်ရနောက်တဲ့ဒလန်းပေါ့နော်ခြေလန်းတစ်ခုပါเออခုခြေရကြတော့မရဲ့ကုံတာပေါ့သားတွေအတွေ့သူတို့လိုအပ်ချက်ကလေးတွေကိုကိုကအမေတယောက်အနေနဲ့ကြတော့ဖြည့်ဆည်းပေးခြင်းလဲနောက်ပြီးသူတို့ရဲ့ပညာရေးရှိရယ်ပေါ့နော်ပညာရေးကျမ်းမာရေးနောက်ပြီးတော့သူတို့ရဲ့လိုအပ်ချက်ကလေးတွေပေါ့နော်အဲ့ဒါလေးကတော့မျိုးစုံကိုတော့ဘတ်ပေါင်းစုံကနေတော့အမေတယောက်တည်းကဖေရောမေရော ဟိုနှစ်ယောက်စလုံးရဲ့တာဝန်ကိုပြည့်အောင်ပေါ့နော်လုံလောက်အောင်တော့ထမ်းပေးထားရတာတားကြီးလေးက၁၈နှစ်ရောက်ပြီမှတားငယ်လေးက၉နှစ်ပါအင်းမော်တားတွေတနည်းနည်းတစ်ချိန်ချင်းသူတို့တကယ်လူလားမြောက်ပြီးတော့လူလောကထဲမှာတကယ်ရက်တီရပြီဆိုတဲ့အချိန်မျိုးကြတယ်သူတို့ရဲ့အမေကအဲဒီလိုမျိုးပေါ့နော်သူတို့စံပြရစံပြထားရတဲ့အဲမိခင်တရားအမေတရားအမျိုးသမီးတရားဖြစ်နေတာမျိုးလေးဖြစ်အောင်ပေါ့နော်အဲလူဆိုတော့လေတခါကြလို့ရှင်တော့လေမိုးချက်မှုတွေရှိရပါပေါ့နော်ကိုယ့်ရဲ့မိုးချက်မှုတွေအပေါ်မှာတော့ကိုယ့်ရဲ့လုပ်တင်နေပဲ အတတ်နိုင်ဆုံးစိတ်ဖြေပြောက်ဖြစ်ပါတယ်ကိုယ့်ဒီဟိုကကျတော့ကိုကိုရန်လည်းအရန်ကြိုက်တဲ့ favorite food ပေါ့နော်ကိုကအရန်ကိုယ့်ဒီကိုကြိုက်တယ်နောက်ပြီးတော့ထိုင်းရောက်လို့ရှင်လဲကိုယ့်ဒီကိုစားပြစ်တယ်မော်လမြိုင်ပဲရောက်လို့ရှင်လဲကိုယ့်ဒီကိုစားပြစ်တယ်ဒီရန်ကုန်မြို့မှာလည်းကိုယ့်ဒီကိုတော်တော်များများလိုက်စားပြစ်တယ်ပေါ့နော်အဲ့မှာမှာကိုယ့်ဒီကိုကိုကကြိုက်တဲ့သူလည်းရန်အများကြီးရှိရယ်ဆိုတော့ကိုကတိလာတယ်အဲ့ဒါကကျတော့ဒီခောက်ဖွင့်မယ်ဆိုလို့ရှင်တော့ထိုင်းရဲ့ traditional food ဖြစ်တဲ့ကိုယ့်ဒီကိုလေးကိုဖွင့်ပြမယ်ပေါ့နော်ဆိုပြီးတော့ဖွင့်ပြသွားတာပါအဲဒီနေ့ကတော့ပြမလို့ငါနောက်တဲ့ခြေလမ်းတစ်ခုထစပြီးတော့စတင်ပြီး အဲ့ခြေလန်းကနေပြီးတော့မှနောက်ထပ်ခြေလန်းတိုင်းမှာဘန်းနေပွင့်ဖို့တက်ကူတော့အများကြီးထိုးစားရအောင်ပဲပေါ့နော်။ဟုတ်အဲတော့လို့သူအနေနဲ့ကတော့ဒီ6လပိုင်း9လပိုင်းဝင်ချင်လောက်မှာတော့ဇလန်းတို့လေးတခုရိုက်ဖို့ရှိရဲပေါ့နော်။အဲ့ဒါလေးကတော့အခုလက်ရှိစတင်စီစဉ်နေတော့မဲဆိုတော့ပြောတော့မပြောပြသေးဘူးပေါ့။ဟုတ်ဒီဇိုင်နာကတော့အဲတနည်းနည်းတစ်ချိန်တော့ပြန်လုပ်ဖြစ်မှာပါ။ဇိုင်နာအခုကနားနာရဲလို့တော့မဟုတ်ဘူး။ကိုယ်နဲ့ပတ်သက်တဲ့မိတ်ဆွေတွေပါလေဆိုလို့ရှိရင်တော့လက်ခံပြီးတော့လုပ်ပေးဖြစ်တယ်ပေါ့နော်။စီစဉ်ပေးဖြစ်ပဲပေါ့သူတို့ပွဲတွေပါလေအတွက်ပေါ့။အဲတားရည်တွေစူးစမ်းနေရဆိုတော့ဟာကို ။ပါးစပ်ကနေပြောပြရမလို့နော်။တို့အမေကအမြဲလုံးလုံးနေတဲ့ဟိုလောက်ကောင်လေလုံးလုံးနေတဲ့အမေတယောက်ဆိုတော့တို့တိတယ်ပေါ့နော်။အမြဲတမ်းအမေကလှုပ်တယ်လှုပ်တယ်။အလုပ်ပြီးအလုပ်သူ့ရဲ့ခေါင်းထဲမှာတော့အလုပ်ပြီးရသွားသားတွေကိုလည်းသူမမေ့ဘူးဆိုတဲ့ဟာမျိုးလေးကတော့အမြဲတိုင်းနဲ့ကုန်တဲ့ကြားမှာ connection ရှိပါတယ်ပေါ့။အခုသားကြီးဆိုလို့ရှိရင်16နှစ်ဆိုတော့ကိုအားကိုးနေရပြီပေါ့နော်။အားကိုးနေရပြီ။တိုင်မင်လို့ရတယ်အဲပြောပြလို့ရတယ်စကားပြောလို့ရတယ်အဲကိုစိတ်ညစ်တဲ့ကကိုနဲ့တော့ပေါ်တော့ဖြစ်တယ်ကို အဲ့လိုပျော်တဲ့အခါကိုယ့်ရဲ့တငယ်ချင်းပေါင်းသင်းဖြစ်တယ်ပေါ့နော်အဲဘယ်လိုပဲဖြစ်အမေတယောက်ပြရတော့အခုချိန်မှာဂုံလဲဂုံယူရဲပျော်လဲပျော်ရဲနောက်ပြီးသားတွေကိုပြုစုပြောထောင်ရတဲ့ feeling อ่ะบาเน่มาไม่ทูบ่เนาะตรุตะนี่นี่เฉยๆเอ่อลูลูกกายอีเลมาตรุตะแกกูฉะบ่กูยัดตีพี่รอมาม่าแม่ๆเนี่ยกုံอยู่วินจวาพี่หนีไหนหมดแล้วกูรอกูอ่ะอายี้โจ้ซ้าหนีลงมาเลยดีมาซะเนาะอะกูคืออเนฐานะเลยเฉยๆเนาะมาอายี้บ่โห မှန်းလို့မရသေးဘူးအခုကစိုင်ထဲမှာလိုအပ်ချက်လေးတွေဖြစ်လာလိုက်ထည့်လိုက်ဆိုလိုအပ်ချက်လေးတွေဖြစ်လာလိုက်ထည့်လိုက်ပေါ့နော်အခုစိုင်ရဲ့အပြင်စင်လေးရတော့ကိုကတေးစိတ်ကစပြီးလုပ်ထားတာဖြစ်တဲ့ကြောင့်ပျော်လဲပျော်တယ်တော့ဒီလိုမျိုးကြတော့ကို့အတွက်အဲခံစားချက်အစ်စ်ပြန်ရစေပဲပေါ့နော်ဟုတ်မကအောင်ရှင်ဟုတ်ဟုတ်အခုစားတော့တွေရတယ်အခုကကျတော့မှားရတာလဲထိပ်ပြီးတော့အဆင်မပြေတာရှင်ညီမတို့ကကြိုပြီးအောင်းလာရတယ် ချိုးပြီးအောင်လာတာကြတော့ပစ္စည်းပစ္စည်းအရည်အကုန်လုံးနောက်ပြီးတော့ဒီဝန်ထမ်းလေးတွေပေါ့နော်နေရလာတဲ့ဝန်ထမ်းလေးတွေအားလုံးတက်ဆိုလို့ရှင်တော့ဒါကူဆိုင်ရဲ့ငါးကဆိုင်ပြင်ဆင်စေးနဲ့ပန်းဆိုလို့ရှင်တော့ခုချိန်မှာတစ်ထောင်ဝန်းကျင်လောက်မင်းရလို့ရှင်ဘယ်ဟာမှလို့တကူကပေါ့ပေါ့မမမဖြစ်ဘူးပေါ့မရဟုတ်โอเคโอเคဟိုအဲအရေးကြီးဟိုလိုမျိုးဒါကိုကတော့ဒါကိုရဲ့အာသာကယ်ရီယာတခုအနေနဲ့ဖြစ်တော့ကြောင်းဟိုပေါ့နော်ဒါကြီးကိုအောင်တော့အောင်မြင်ရမယ်ဒါပေမဲ့ဟိုအရန်ကြီးဟိုလိုမျိုးကြီးပေါ့နော် feeling ကြီးအရန်ကြီးတော့ဟိုအရန်ကြီးဟို seriously တော့မထားတော့ဘူးပေါ့။ဘာလို့အခုချိန်ကကျတော့ဟိုဒီနေ့ကိုမြင်နေရပြီပဲမနေ့ပြန်ကိုပြောက်လည်းပြောက်ွက်သွားနိုင်တဲ့နေမျိုးဆိုတော့ကိုသက်ရှင်နေတိုင်းနေရတဲ့အချိန်တိုင်းမှာတော့အမြဲတမ်းကိုလှုပ်ချင်တဲ့ຢာလေးတွေကိုချက်ချင်းကောင်တယ်ပေါ့ဖြစ်ပါတယ်။အဲအော်ချာဖေဖေပေးတဲ့နာမည်လေးပါ။ဟုတ်ဖေဖေကိုလမ်းပေးတော့ဖေဖေကအမေရိကန်မှာနေရော။ဖေဖေဟိုဖော်တော်ဘူးနဲ့တင်းလာလေးပေးချင်တယ်ပေါ့နော်။ဗာလေးနာမည်ပေးရမယ်ဆိုတော့ဟုတ်ကဲ့အာအီအေအော်ကကျတော့တင်းငွေပေါ့နော်။ပြီးတော့တင်းလာကျတော့ကခကကငါပေါ့။ဟုတ်အော်ချာပါ အဇလင်းစာလေးရကြတော့မေတ္တာညော့တကုံလင်းလန်းနဲ့တမာဒီလန်းတောင်းတထာတလန်းပေးပါရှင်ဟုတ်အဲဆိုင်မွေးခြင်းရကြတော့နေ့လယ်၁၂နာရီနေ့ည9နာရီအထိပါတင်းနာနေတိုင်းဆိုင်ပေးပါတယ်ဟုတ်